အားလုံးခရီးသားသမီးဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဗေဒင်းနဲ့ပတ်သက်ပြီးတော့အဲစိတ်ပြောင်းလဲမြန်တဲ့သူတွေနော်တနာစရာရှိတဲ့သူများတဲ့တနာတဲ့ရက်ဆက်ပြီးဆိုရင်သူများတဲ့ကိုပို့ပြီးတော့ရက်ဆက်တဲ့သူတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်နောက်နောက်တစ်ချက်ကရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းနဲ့အင်မတန်မှကိုအကျိုးပေးတဲ့ဇာတာပေါ့နော်ရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းနဲ့ အချိုးပေးတယ်ဗီဇာတာရှင်တွေကသူများတဲ့ကိုပို့ပြီးတော့အောင်မြင်မယ်လို့ဒါအဆိုရှိတယ်ပေါ့နော်အဲ့ရှိမှလည်းဒါဒီမာဘုတ်ခွန်ကျွင်းတွေပေါ့နော်တရုတ်ဆောင်ကြော်ဟင်းတို့ပါလို့ဆိုရင်လည်းဒါမာဘုတ်ခွန်ကျွင်းဖြစ်ပါတယ်အဲ့တေးဆောင်တဲ့နေရာမှာရုပ်ရှင်လုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေမှာပို့ပြီးတော့သူများတဲ့ပို့ပြီးတော့နှာတပြားမကဝါးတပြင်းမကတာပြီးတော့အောင်မြင်နိုင်တယ်ဒီမဟာဘုတ်ခွန်ကျွင်းခေါ်တယ်တုံညာကျွင်းလည်းခေါ်တယ် ဲ့တော့သူတို့ကအတိတ်ကံတွေလည်းအင်မတန်ပါကောင်းပါတယ်တကယ်ကိုလူကြီးလူကောင်းတွေအရာရှိတွေတကယ်တထေးတကြွယ်တွေလူကုန်တန်တွေနဲ့လည်းဆက်ဆံရတဲ့တွေအနီးကပေါင်းတဲ့ရတဲ့တွေအဲ့ဒီလိုလူကုန်တန်တွေအရာရှိတွေနော်ထင်ပေါ်ကျော်ကြားတဲ့သူတွေကကိုင်ကြီးမားစားမှုစောင့်ရှောက်မှုတွေကိုလည်းခံစားရတဲ့တွေအဲ့တော့အတိတ်ကုသိုလ်ကံကောင်းတဲ့ဇာတာရှင်တွေပေါ့နော်အဲ့ဒီသူတွေကတော့မဟုတ်ခွန်ချင်းတော့မဟုတ်တုံချောင်းချင်းဖြစ်ပါတယ်။မြမအတက်ကရစ 1302ခုမှမွေးတဲ့သူတွေပါတယ်နောက်1309ခု1316ခု1323 1330 1339 1344 1358 1369 1382 1389 1386 1393 1394 1405 1406 1403 1406 1403 1403 1403 1404အဲ့ဒီမြန်မာခုတွေမှာမွေးတဲ့သူတွေအားလုံးကမဟာဘုတ်ခွန်ကျင်းတော့မဟုတ်တုံညာကျင်းတယ်သူတို့ဒီ ုပ်ရှင်ပြုံဆောင်အမှုပညာလုပ်ငန်းမှာသူများတွေပို့ပြီးတော့ထူးကျွန်မယ်အောင်မြင်မယ်အဲ့လုပ်ငန်းတွေမှာအမှုပညာလုပ်ငန်းတွေမှာဒါပေမဲ့စိတ်ခံစားမှုလွယ်တယ်စိတ်ပြောင်းလဲမြန်တယ်เนาะတဏှာလွယ်တယ်ရက်ဆက်လွယ်တယ်เนาะဒါဆိုကိုရက်ဆက်ပြီးဒေါသထွက်ပြီဆိုရင်လည်းဘယ်သူမျက်နှာမှမထောက်ဘူးဘဝမှာအဲ့တော့အမှုချုပ်ထောင်ကတစ်ချိန်ကြုံတွေ့တတ်တယ်အဲကျွန်တော်တွေ့ကြုံရဆိုရင်လည်းအဲ့လိုလူမျိုးတွေကအမှုချုပ်တောင်ကတကြိမ်ကြုံတွေ့တဲ့အကြုံတွေ့တဲ့အခါမှာလဲထောင်ထဲမှာထောင်သက်မရှိဘူးပေါ့နော်ဒီလိုလူမျိုးတွေ ထောင်ကြပြီးချုံထောင်ကြပြီးဆိုရင်လည်းသူများတဲ့ပို့ပြီးတော့ဆော့ဆော့လွတ်တဲ့သူမျိုးတွေများတယ်เนาะအဲ့တော့ထောင်ထဲမှာဆိုရင်ဒီမာဘုတ်ခွန်ကျွင်းတွေကိုနိုင်ငံတော်ဇာတာနိုင်ငံတော်အကျွင်းလို့ခေါ်တယ်နိုင်ငံတော်အကျွင်းဆိုတာဒီမာဘုတ်ခွန်ကျွင်းတွေကနိုင်ငံတော်ခဏခဏရတယ်နိုင်ငံတော်ဆိုတာကတခြားမဟုတ်ဘူးဒါထောင်ကြပြီးတဲ့သူတွေဆိုသိမယ်ဟောလေးဘို့တဘို့တို့เนาะ၆ဘို့တဘို့တို့เนาะပြည်ထန်တဝက်လွန်ငင်းစီတို့အချို့ဆိုရင်လည်းသူတို့ထောင်ကြပြီးတဲ့အခါမှာ ထောင်ခါလိုက်တာမျိုးတွေကြုံတွေ့တာမျိုးတွေဒီတုံညာကျွင်းတွေများတယ်ဒီတုံညာကျွင်းတွေအများစုอ่ะအဲ့ဒီလိုမျိုးတက်တိုက်ဆိုင်ဆိုင်နိုင်ငံတော်ကပေးတဲ့ဘို့တွေရတာများတယ်နော်အဲ့တော့ထောင်သက်မရှိဘူးဘွားမှာအချုံအောင်လဲတကြိမ်ကြုံတွေ့တတ်တယ်ခဏနဲ့ပြန်လွတ်သွားတယ်ပေါ့နော်အချုံအောင်ဖမ်းဆီးခံရတတ်တယ်ဒါပေမဲ့ခဏနဲ့ကြံပန်ပြီးတော့ကိုညီမဲ့သူကဲတယ်မွေးမဲ့သူတွေပေါ်လာတတ်တယ်တက်တိုက်ဆိုင်ဆိုင်ပဲကံကြမ္မာတို့ကိုမျက်နှာသာပေးခံရတတ်တယ်သူမျိုးများတယ် တော်တော်လေစိတ်လိုက်မှန်ပါပြုမှုဆောင်ရွက်တတ်တယ်ဒေါသအားကြီးတယ်ဗောနော်ဒေါသဖြစ်လွယ်တယ်စိတ်တူလွယ်တယ်စိတ်ဆိုးလွယ်တဲ့သူမျိုးတွေဖြစ်ပါတယ်အဲ့တော့စိတ်ထင်ရအောင်ပြုမှုဆောင်ရွက်တတ်တယ်စိတ်လိုက်မှန်ပါဥပမာကိုတက်ထားတဲ့ပညာတစ်ခုနော်လှုပ်တင်တာတစ်ခုဒါပေမဲ့လှုပ်ကျင်တာတွေကိုရှောက်ပြီးတော့လုံနေတတ်တဲ့ဇာတာတွေလည်းဖြစ်ပါတယ်နောက်တစ်ချက်ကဘောကမှာသူတို့ပြောလိုက်တဲ့ဇာတာတွေနှုတ်ထွက်ဇာတာတွေဟာ ထူးထူးခြားခြားတကယ်ဖြစ်လာတတ်တယ်ရုပ်တရက်ပြောတဲ့စကားတွေဥပမာအကြမ်းမြင်ရသလိုမျိုးနော်နှုတ်စည်းတဲ့သူမျိုးတွေများတယ်နှုတ်စည်းတယ်နောက်လက်စိတ်ရှိတယ်သူတို့နှိပ်ပေးတဲ့သူတွေသူတို့ဆေးလူးပေးတဲ့သူတွေကကြံတဲ့သူတွေတော့ပို့ပြီးတော့ထူးထူးခြားခြားတက်တာပျောက်ကင်းသွားတဲ့တယ်နော်လက်စိတ်ရှိတယ်နှုတ်စည်းတဲ့သူမျိုးတွေများတယ်အဲ့တော့ခေါင်းသွဲဆန်ဆန်တွေဖြစ်တတ်တယ်ဘိုးတော်တို့မယ်တော်တို့အများဆုံးဖြစ်တတ်တယ်အဲ့တော့ဘေးရင်လုပ်ငန်းတွေလည်းအင်မတန်မှအကျိုးပေးတယ်ဒီတုံညာရှင်တွေက ပေရင်ဆရာလုပ်ပြီးရေဆိုရင်တို့ကတခြားပေရင်ဆရာတွေပို့ပြီးတော့အောင်မြင်တတ်တယ်တို့ပြောလိုက်တဲ့ဟောတို့ပြောတဲ့ဟောတဲ့အကြောင်းအရာတွေကသွားပြီးတော့မှန်နေတတ်တယ်နော်ပေရင်ပညာကတော့ဒီပညာပဲတို့တော့တို့ရုပ်တရက်ပေါ်လာတဲ့ဇာတ်ကားပြောလိုက်တဲ့ခါမှာဒီတုံညာချင်းတွေကပေရင်လုပ်ငန်းနဲ့လည်းသွားပြီးတော့အကျိုးပေးနေတာတွေ့တယ်တို့တော့တို့ဒီစိတ်ပါမှလုပ်တယ်ဗောနော်စိတ်မပါရင်လည်းမလုပ်တော့ပြန်ဘူးနော်အခုစိတ်ကတမျိုးတော်ကြစိတ်ကတမျိုး ဲ့တော့ဒီတုံညာကျွန်းနေနဲ့ပေါင်းသိမ်းတဲ့အခါမှာပေါင်းသိမ်းဆက်ဆက်ရေးနေပြန်မှာဆိုရင်ခလေးနဲ့ပေါင်းတယ်လို့ဖြစ်နေမယ်ခဏခဏစိတ်ဆိုးတာမျိုးခဏခဏစိတ်ကောက်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့နေ့ရက်တော့တုံညာကျွန်းနေဆိုရင်တော့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုရိုက်ခွဲတာတွေ၊ကင်ပေါက်တာမျိုးတွေဖြစ်တတ်တယ်ဒေါသမထိန်းနိုင်လေအလျောက်ပေါ့နော်ဖျက်ဆီးတာမျိုးတွေကင်ပေါက်တာစုပ်ခဲတာမျိုးတွေဖြစ်တတ်တယ်ဒေါသလျောက်အဲ့တော့အလုံးလုံးမှာဆိုရင်လည်းအလုံးငန်းကင်ခဲနဲ့မှာအထက်အကြီးခဲတွေကကူညီမှုများစွာကိုရတတ်တယ် ကိုယ့်ရဲ့ပတ်ဝန်းကျင်မိမိရဲ့ပတ်ဝန်းကျင်လုပ်ငန်းကိန်းများနေမှာနော်အကြီးအကဲတွေချစ်ခင်မှုကူညီမသားမှုတွေရတတ်တယ်နော်ဝဇက်ကလည်းအမှတ်တမဲ့ပြောလိုက်တဲ့စကားတွေအံ့ဩမွန်ရမှန်နေတတ်ပါတယ်အချားမြင်ဘက်တွေတမရဘက်လိုက်စားရတယ်ဆိုရင်ပို့ပြီးတော့ပေါင်ပြအောင်မြင်နိုင်တယ်အဲတခုခုအခက်ခဲတွေအနှောက်အယှက်တွေကိုစိတ်ဆွမ်းရဖြင့်ကြိုပြီးတော့သိနေတတ်တယ်အစုံခုအခက်ခဲဖြစ်တော့မယ်အနှောက်အယှက်ဖြစ်တော့မယ်ဆိုရင်စိတ်ဆွမ်းရဖြင့်ကြိုသိနေတတ်တယ်စီးပွားရေးတွေအကျက်တက်ဖြစ်နေတဲ့ချိန် ဒါမှမဟုတ်ဒုက္ခရောက်နေတဲ့အချိန်လေးမှာကုညီမားစားမဲ့သူတွေကုညီကယ်တင်မဲ့သူတွေရုတ်တရက်ပေါ်လာတတ်တယ်နော်အဲစကားပြောတဲ့ခါမှာလည်းယုတ်တိရှိအောင်ချဲ့ကားပြီးသူများတွေတော့ပို့ပြီးတော့ပြောဆိုတတ်ပါတယ်အဲ့တော့ဒီဇာတာရှင်နေနေနဲ့အကျမ်းပါရင်နေနဲ့တတိထားရမှာကမျက်စိနဲ့ပတ်သက်တဲ့ကျမ်းပါရင်တွေဖြစ်တတ်တယ်နှလုံးယောဂါနဲ့ပတ်သက်တာတွေဖြစ်တတ်တယ်စီးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်စကြောတက်တဲ့ယောဂါတို့နောက်စိတ်ဒဇဆန်တဲ့ယောဂါတွေဖြစ်တတ်တယ်။နောက်ပယောဂဆန်ဆန်ယောဂါမျိုးတွေဖြစ်တတ်ပါတယ်။ ဲ့တော့ဘောမှာရာသပံအကျိုးပေးတဲ့လုပ်ငန်းတွေကတော့ကုန်တယ်ကြီးအလုပ်တို့နော်အမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေနော်အလှပညာနဲ့ပတ်သက်တဲ့အလုပ်တွေ model အလုပ်တွေနော်ဆရာအလုပ်တွေအလွန်မှပဲအကျိုးပေးတယ်ပါတယ်အဲ့တော့ဒီဇာတာရှင်တွေကအိမ်တော်အိမ်မှာဆိုရင်တင့်တင့်တဲ့ရွယ်မှာအိမ်တော်ချက်တယ်တင့်တင့်တဲ့ရွယ်ဆိုတာဆော့ဆော့လည်းမကြဘူးအရင်အသက်ကြီးမှနောက်ကျပြီးမှကြာတာမျိုးလည်းမဟုတ်ဘူးနော် အိမ်တော်ပြုတ်မယ်ဆိုရင်တဲ့ဘုံတပူးကြသာပရိတောက်ကြသာသမီးတွေကိုပြုတ်မယ်ဆိုရင်အိမ်တော်ကြရင်အလွန်ပါပဲတင့်ပြတ်တယ်အလွန်ပါပဲကောင်းပါတယ်အင်္ကာတို့စနေတို့နော်တနင်္ဂနွေတို့နဲ့ကြရင်အိမ်တော်ရေးမှာအစင်မပြေမှုတွေကြုံတွေ့တတ်ပါတယ်အဲ့တော့ဒီဇိုင်နာရှင်တွေအနေနဲ့ကဇာတ်ပံအင်္ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကတော့တိတ်အကျိုးမပေးဘူးစက်တို့ဆေးတို့နော်အဲ့စနေနာနဲ့ပတ်သက်တာတွေအထုပ်အထည် ထီဖနက်နာကြီးထီတာတာရဏနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဟာတိတ်အကျိုးမပေးပါဘူးအဲ့တော့စိတ်တဲ့တည်ငြိမ်လင်းနှံ့မှုရှိဖို့အရေးကြီးတယ်။နောက်ကိုယ့်ရဲ့ခံစားချက် emotion ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ဇာတာဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့ခံစားချက်ကိုထိန်းချုပ်နိုင်မယ်ဆိုရင်ဘဝမှာကြီးပွားမယ်အောင်မြင်မယ်တိုးတက်မယ်ချမ်းသာမယ်လို့ဆိုလိုရင်းဖြစ်ပါတယ်။အဲ့တော့တုံညာကျွင်းနေတာအင်္ဂါမရဏဖြစ်တဲ့အတွက်စိတ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေါ့နော် တော့စိတ်လိုက်မှန်ပါပြုတ်မှုဆောင်ရွက်ပြီးတော့နောင်တတွေမကြခဏရတတ်တယ်အဲ့တော့စိတ်လိုက်မှန်ပါပြုတ်မှုဆောင်ရွက်လို့မရပါဘူးအဲ့တော့ပြောချင်တာဆရာသမားတို့မိဘတို့အကြီးအကဲတို့ ਨੇ တိုင်ပင်ပြီးတော့မှသူတို့ရဲ့အကြံဉာဏ်ကိုယူပြီးတော့မှလုပ်မယ်ဆိုရင်အောင်မြင်မယ်ကြီးပွားမယ်တိုးတက်ပါလိမ့်မယ်အဲ့တော့ဒီဇာတာရှင်တွေ ਨੇ ညီကိုမောင်တို့မတွေ ਨੇ မတည့်ဘူးနော်ကိုယ့်ရဲ့မိဘတွေနဲ့မတည့်တာမျိုးတွေဖြစ်တယ်လေဒါပေမဲ့ကိုယ့်ရဲ့ဒီရောက်ခမတို့ မီတွဲတို့ပထရုံးနဲ့ကြတော့ဒီတုံညာကျင်းတွေကသွားပြီးတော့တဲ့တယ်တဲ့တယ်တယ်နော်ကိုယ့်ရဲ့အိမ်တော်ဘတ်တို့ဇနီးမယားတို့နဲ့ကြတော့သွားပြီးတော့တဲ့တယ်တယ်ကိုမိဘတွေကိုယ့်ရဲ့ညီကောင်မတွေမှာတားကျင်းတွေနဲ့မတဲ့တာမျိုးတွေကြုံတွေ့တတ်တယ်အဲ့တော့အင်အော်ရေးတွေနဲ့ပတ်သက်ပြီးတော့ဒီစာရာရှင်ကအာနာတက်တယ်စိတ်တက်နော်စိတ်အင်္ဂါက တုံညာကျွင်းနေအင်္ဂါမရဏဖြစ်တဲ့အတွက်စိတ်ကချူကြပြောညံ့ဆွဲနေတာရောက်နေတဲ့အတွက်စိတ်ကမတည်ငြိမ်တာမျိုးတွေအားနာတာမျိုးတွေဖြစ်ပြီးတော့အင်တော်ရေးမှာအရှုပ်ထွေးတွေဖြစ်တတ်တယ်အခြေရေးကိစ္စအင်တော်ရေးကိစ္စတွေမရှုံမရှင်းတွေဖြစ်တတ်တယ်ဥပမာဒီတယောက်လည်းမပြက်နောက်တယောက်လည်းမပြက်အဲ့လိုမရှင်းမရှင်းတွေကြုံတွေ့တတ်ပါတယ်အဲ့တော့အမြောက်ပင့်မြောက်ပင့်ပြောဆိုမှုတွေကိုအင်မတန်မှသဘောကျတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်အင်တော်ရေးကိစ္စတွေအရှုပ်ထွေးဖြစ်တတ်တဲ့ဇာတာတွေမှာပါပါတယ် အဲ့တော့လိုက်နာဖို့အတွက်တုံညာချင်းတွေလိုက်နာဖို့အတွက်ကတော့စကားကိုတိကျမှန်ကန်ပြီးတော့စကားသတိရပြောရမယ်နော်ဂရကိုပေးတဲ့ဂရီကိုဂရီကိုတရီအောင်လောက်ရမှာဖြစ်ပါတယ်အဲ့တော့ညီကိုမောင်တို့မအုပ်စုတွေကိုပေးကန်ကျွေးမွေးစောင့်ရှောက်ရမှာဖြစ်ပါတယ်အဲ့တော့စကားအကြွားဝါကိုအနိုင်ယူပြောခြင်းနဲ့အရှုံးပေးအလိုက်တဲ့ပြောဆိုရမှာဖြစ်ပါတယ်အဲ့တော့ သူများအပေါ်မှာတနာလုံးတဲ့အတွက်မိမိအနေနဲ့အရှက်တကွဲအကျိုးနဲ့ကိစ္စတွေဖြစ်ဖြစ်တတ်တယ်နော်သူများကိုတနာတာတွေအားနာတာတွေတတိထားမှာဖြစ်ပါတယ်ပတ်ဝန်းကျင်ကိုလေးစားပါဂယုမဆိုင်ပဲနဲ့ထင်ရလောက်ရင်လူပုံလည်းမှာတိတ်ခါကြတတ်ပါတယ်အပြိုင်အဆိုင်ကိစ္စလောဘဒေါသစိတ်တွေအထူးတတိထားမှာဖြစ်ပါတယ်ကြီးကဲသူဆရာသမားတွေဩဝါဒကိုခံယူရမှာဖြစ်ပါတယ်စိတ်သမားတွေလို့စိတ်တည်ငြိမ်ပဲလို့တွေ့တော့မှာဖြစ်ပါတယ်ပရိစိတ်တာလို့ဒိဋ္ဌံဝင်တာ ဲ့တော့စိတ်တည်ငြိမ်တဲ့အလုပ်တွေပြုလုပ်မယ်ဆိုရင်စီးပွားရေးတွေအိမ်တော်ရေးလုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ်။အော်ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်ရဲ့ဒီကျွန်တော်နာမည်ဆရာတာထက်စန်းဖြစ်ပါတယ်။ဒီ YouTube Channel ကကျွန်တော်ရဲ့ကိုယ်ပိုင် Channel ဖြစ်ပါတယ်။အဲ့တော့ဒီ Channel ကို Subscribe လေးမလုပ်ရသေး Subscribe လုပ်ပေးပါ။သဘောကျနှစ်ချိုက်တယ်ဆိုရင် Like and Share လေးတွေပြုလုပ်ပေးပါ။အဘေးကခေါင်းလောက်အောင်လည်းနှိပ်သွားပေးပါ။ရေရရာတွေဒေရင်ကံမြရတဲ့ပတ်သက်တာတွေကိုပုံမှန်နှိမ့်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ။